တော်ဒီညမှာတော့ဒီမှာကျွန်တော်အဓိကပြောချင်တာကဘာလဲဆိုရင်သူ့ရဲ့ယူရှင်တဲ့ဘဝကျွန်တော်ဒီအဓိကသူ့ထင်ရှားတရားမင်းကသူ့အမိတ်တော်ပြန်တဲ့ဟာအဓိကပြောချင်တာမဟုတ်ဘဲနဲ့အမိတ်တော်မပြန်ခင်မှာသူဘယ်လောက်ထိယူရှင်ခဲ့လဲဘယ်လောက်ထိထာဝန်ကြီးခဲ့လဲအဲ့တော့သူသူနေထိုင်ခဲ့တဲ့ယူရှင်တဲ့ဘဝလေးကိုပြောချင်တာပေါ့နော်။သူကတော့ယူရှင်တဲ့မိသားစုကလာပါပေါ့။အဲ့လိုခင်မှာပေါ့နော်။ သွားတော့မချွာဝါတက်ဘူးမကြီးကျယ်တက်ဘူးယူလေးနဲ့ဘဝကိုအသက်ရှင်နေသူ သူ့တာဝန်ကို အကောင်းဆုံးဆုံးချီးပွမ်းနေသူဖြစ်တယ်။သူနဲ့ရင်းနှီးတဲ့သူအနီးဆက်တဲ့သူတွေကို အမြဲတစေစောင့်ရှောက်ပေးတယ်ကြီးရှုပေးတယ်သူတို့လိုအပ်တဲ့လိုအပ်တဲ့လိုအပ်တဲ့အရာတွေကိုလိုအပ်ချက်တွေလိုအပ်ချက်တွေကိုကြည့်ပြတတ်တဲ့သူဖြစ်တယ်။တရားမင်းက အမိန်တော်ပြန်ပြန်ပြီးတော့လဲချက်ချင်းပဲနော် ဘာလဲဆိုရင်မေတို့ခင်မအဲလိဇဘက်စီကိုတန်းပြီးတော့သွားတယ်လိဇဘက်အဲလိဇဘက်စီတန်းသွားပြီးတော့ဘာလဲဆိုရင်သူသူမလိုအပ်တဲ့အရာတွေကိုကူညီတာပေါ့နော်အဲ့မှာမေတို့ခင်မအမေတို့ပြန်ပြီးတော့သူဘာဖြစ်မလဲဘယ်လိုဖြစ်မလဲဘာတွေဖြစ်မလဲဆိုတော့သူ မကြောက်ခဲ့ဘူးကျွန်တော်သာဆိုရင်ကအဲ့ဒီချိန်ခါတော့ကမေတို့ခင်မကိုဒီယောက်ျားမရှိဘဲနဲ့ကျွန်တော်တို့အကုန်လုံးတည်တဲ့အတိုင်းပဲသူ့ရဲ့တမိုင်းခဲ့ရ ူအတဲ့အတွေအန်ဒီကအရန်ကြီးတယ်။သူသာတတိမထားမိဘူး။မတော်စားဖြစ်ခဲ့မယ်ဆိုရင်သူကကြောက်ခဲစာလည်းဖြစ်သွားနိုင်တယ်ပေါ့နော်။ကြောက်ခဲစာအတိတ်တတ်ချင်းခံရမှာပေါ့နော်။ကြောက်ခဲနဲ့ပေါက်ပေါက်တက်ခံပေါက်တက်ခံရမှာပေါ့နော်။ဒါပေမဲ့သူဒါတွေမငှဲ့ဘူး။အဲလိဇဘက်စီတန်းသွားတယ်နော်။ကျွန်တော်ကျမတို့ပေါ့နော်ဒီသူ့နေရာမှာဆိုဘယ်လိုနေမလဲပေါ့နော်စဉ်းစားကြည့်ကြအောင် ဇာမင်းကတာဝန်တစ်ခုပေးလိုက်တယ်ဘုရားကတာဝန်တစ်ခုပေးလိုက်တယ်ယောနာလိုမျိုးထွက်ပြီးမှလားဟုတ်နော်ဒါမှမဟုတ်ကျွန်တော်ဘယ်မှာများကျွန်တော်ဘာလုပ်ရမလဲကိုယ့်အကူတည်တည်မလားကျွန်တော်ဘယ်ထွက်ပြီးရမလဲကျွန်တော်ဘယ်မှာပုံရမလဲနော်ရှာနေမလားကျွန်တော်တို့ကအဲ့လိုမျိုးဖြစ်လာတဲ့ချိန်မှာတော့သူသူများကိုကူညီဖို့ဆိုတာပထမ option မှာတော့မရှိဘူးထင်တာပဲနော်ကျွန်တော်တို့စိတ်ထဲမှာပထမဆုံးပေါ်လာတာသူများကိုကူညီမယ် သူများဘာဖြစ်လဲဆိုတော့မစင်စားမိလောက်ဘူးကျွန်တော်အတွက်ကျွန်တော်ဘယ်လိုလုပ်ရမလဲကျွန်တော်ဘယ်လိုထွက်ပြေးရမလဲဘယ်လိုရှောင်ပြေးရမလဲဒါမှမဟုတ်ကျွန်တော်ဒါကိုဘယ်လိုလုပ်ရမလဲဆိုတော့ပဲအဓိကစဉ်းစားကြအောင်ပေါ့နော်နောက်တစ်ခုကပါလဲဆိုရင်ကာဏမျိုးလက်ထက်ပွဲမှာမေရသခင်မသူနဲ့လည်းမဆိုင်ဘူးပေါ့နော်ဒါပေမဲ့အင်ရှင်မအထက်သူကအရင်တည်တယ်ဝိုင်းကုံရဆိုတော့အရင်တည်တယ်နော်ကျွန်တော်ကျွန်တော်ပြန်စဉ်းစားချိန်မှာတခါတလေဖုန်းသုံးရင်းနဲ့ပေါ့နော်ဖုန်းသုံးရင်းနဲ့ ကိုဘေးကတငယ်ချင်းကတေလာရှင်လာတော့တခါတလေမိရေနော်သူမကြည့်ဘူးဖုန်းတော့ဝင်ဟိုလှုပ်ချင်တာပဲလှုပ်တယ်ဒါပေမဲ့ကိုဘေးမှာသူဘာဖြစ်နေလဲဟိုတတိလစ်နေလားဒါမှမဟုတ်တေများတည်နေပြီလားဆိုတော့တခါတလေသတိမထားမိဘူးနော်ဒီမှာလဲတိုက်ဆိုင်မှုရှိမှာပေါ့နော်တခြားလူတွေလည်းရှင်ဖြစ်မှာပေါ့ဒါပေမဲ့ဖြစ်ရင်လည်းပဲတိုက်ဆိုင်မှုရှိရင်တော့ပြင်ကြတာပေါ့နော်ကိုယ့်ကိုပြင်ကြတာပေါ့ကျွန်တော်အမြဲတမ်းဖြစ်လာပေါ့ ခဏခဏဖြစ်တယ်အဲ့ဒါပါလဲဆိုရင် ကျွန်တော်ဒါဒီလူနေရာမှာအာမဟုတ်ရင်ကျွန်တော်ဒါဓမ္မရဖြစ်ခဲ့ရင်ကျွန်တော်ဒါလူဆွမ်းကောင်းဖြစ်ခဲ့ရင်ဆွမ်းအားရှင်ဖြစ်ခဲ့ရင်ဘယ်လိုလုပ်မလဲကျွန်တော်ဘယ်လိုဘယ်လိုကဲမလဲကျွန်တော်ဘယ်သူတွေဘယ်လိုထားမလဲဘယ်သူတွေဘယ်လိုပြစ်ပေးမလဲဆိုတော့ကျွန်တော်မျက်စင်းစားလေးရှိရပါတော့တခါတလေပါနော်ဒါပေမဲ့တခုပြဿနာရှိတာပါလဲဆိုရင်ကျွန်တော်တကယ်ချင်းကကျွန်တော်အကူအညီလာတောင်းလာတခါတကယ်ချင်းကဟိုကလေးလမ်းပေးပါလား ကျွန်တော်ဘာပြောလိုက်လဲဒီလားမိမလည်းရှယ်ကိုကကိုလာယူလေကြီးစဉ်းစားတော့ကြီးကြီးပဲเนาะဟာကျွန်တော်ဘယ်လိုကူညီမယ်ဘယ်လိုလုပ်မယ်ဘယ်လိုပြောမယ်ဘယ်လိုငင်းချင်ရအောင်လုပ်မယ်စဉ်းစားတယ်ဒါပေမဲ့တငယ်ချင်းကတငယ်ချင်းခွာလေးလုပ်ပေးဦးကိုကကိုလုပ်လေနော်မိမလည်းလက်ရှိတာပဲပြောချင်တာကြီးကြီးမားမားလေးစဉ်းစားပြီးတော့တကယ်လက်တွေ့ကြကြကြတော့အသေးမွားလေးတွေလည်းမလုပ်နိုင်ဘူးပေါ့เนาะကျွန်တော်တော့အပြောအပြောပဲရှိတယ်ဒါပေမဲ့ အလုတ်ကသတိမွားစားမလုပ်နိုင်ဘူးပေါ့နော် နောက်ဆုံးနေနဲ့ကျွန်တော်တို့မေတော်ခင်မဆီဆူတောင်းရအောင်ပေါ့နော်သူစီကျွန်တော်တို့အဲခြေစူတော်တွေတောင်းခိုင်းအောင်ဘယ်လိုမျိုးခြေစူတော်လဲဆိုရင်ကိုယ့်ရဲ့တာဝန်တွေအတိမွားစားပေါ့နော် အကောင်းမွန်ဆုံးလုပ်တတ်ဖို့ကိုယ်နဲ့နှိစက်သူကိုကုကျူးမငဲ့ပဲအစီခံတတ်ဖို့စားရဲဆူခြေစူတော်တွေကျွန်တော်တို့နှစ်စဉ်ဘဝတတမှာရရှိဖို့ ဆွတောင်းကြရအောင်နော်ပြီးတော့ကျွန်တော်တို့သူ့ကိုအားကိုးရအောင်ဒါမှပဲကျွန်တော်တို့ကိုယ်နဲ့နှိစက်တဲ့သူပေါ်မှာပေါ့နော်နှဆူးမမြင်ပဲနဲ့ကိုယ်နဲ့နှိစက်တဲ့သူကိုယ့်ရဲ့ငွေချင်းတွေပေါ်မှာဖျားသခင်နဲ့မေရခင်မရဲ့မျက်နှာကိုမြင်တတ်ဖို့ပေါ့နော်တစ်ခါတစ်ခါငွေချင်းကိုမြင်လိုက်ဒီကောင်ကွာမကောင်းတဲ့သူပဲမကောင်းတဲ့ဟာပဲမြင်တယ်ပေါ့နော်အဲဒါဆိုကျွန်တော်တို့ဆွတောင်းရအောင်မေရခင်မအားကိုးပြီးတော့မေရခင်မစီကူညီတောင်းရအောင်ကျွန်တော်တို့ကိုပေးရလူတွေရဲ့ လိုအပ်ချက်တွေကိုဗီယာလူတွေရဲ့ဒီအားနည်းချက်တွေကိုကျွန်တော်တို့ဖြေမရအောင်ပြီးတော့ကိုဗီယာလူတွေရဲ့ပုံမှာမကောင်းမှုမြင်ပဲနဲ့သခင်ယေရှုနဲ့မြေသခင်မရဲ့မျက်နှာကိုမြင်တတ်ဖို့ကျွန်တော်ကြိုးစားကြအောင်